မင်္ဂလာပါရေအောင်သူပါတပ်ပုံဆရာပါကျွန်တော်တပ်ပုံရဲပါတယ်ဒါတော့ဒီဘာမှ podcast network နဲ့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ဒုတိယ episode ပေါ့နော် ီနေ့啊တပုံရိုက်တဲ့အကြောင်းဆိုတာတဲ့ဟိုတပုံရိုက်ခံရတဲ့အကြောင်းဟိုပဲအရင်ဆုံးစပြီးပြောပြမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဟိုကိုကတပုံတွေသူများတွေရိုက်တယ်ခဏနာလိုက်ရိုက်တယ်စပြီးတော့လေးလာတယ်ဆိုတော့အချိန်မှတုန်းကဆိုရင်လေဖျံမြံအကုန်လိုက်ရိုက်တာအဲအဲ့တော့ရိုက်တော့ပုံစံမျိုးကအရန်ဟိုဟို energy တွေများပြီးတော့နော်ဇွတ်လောက်တာပေါ့လေပူထောင်ဖျားသွားလိုက်တယ်ပူထောင်ဖျားရမနော် ဒီအောက်လန်းအလယ်လန်းအပေါ်လန်းထိအဲ့လိုမျိုးလမ်းလျှောက်ပြီးတက်တယ်ပေါ့နော်ပြီးရင်လိုလမ်း90ပြန်ဝင်တယ်အပေါ်ဘလောက်အောက်ဘလောက်လယ်ဘလောက်အဲ့လိုနဲ့အပ်ပင်သွားတာတွေးတဲ့မြလူတွေအကုန်လုံးလည်းရိုက်တယ်မြင်တဲ့မြအရာတွေအကုန်လုံးလည်းရိုက်တယ်ပေါ့နော်စာကလေးတွေ့ရင်ရိုက်ပလိုက်တာပဲစပရင်းနဲ့ဖြတ်သွားတွေ့လည်းရိုက်တာပဲစိုက်ကိုင်းဝင်ထိုင်နေတာရိုက်လိုက်တာပဲ မမမသိဘူးကြိုက်ချင်တာပဲသိတယ်ခုနပြောဆို theory တွေရှောက်ပြီးတော့ငါတို့ဒါ theory တွေဒါကတော့ဘာ frame to frame တွေပေါ့အဲ့လိုစပြီးရှင်းတမျှအမြင်တမျှဟာတွေအကုန်လုံးရှောက်ကြည့်ရပြီးတော့ပဲအဲ့လိုမျိုးလေးတွေတော့ရှောက်သွားပြင်စုလေးရောက်စုလေးရောက်ရင်တော့ထမင်းစာစာရေးသွားပြီးဟေ့တဲ့ခဏနားပြီးပြီးဟေ့ဆိုရင်တွေ့ရကတက်စီပြီးတော့ကြိုက်တဲ့နေရာမှာဆင်ပြင်းတပုံရိုက်ပေါ့အဲ့လိုလူတွေအများကြီးရှောက်ရိုက်ခဲ့တယ်တကယ်တမ်းပြန်ပြီးတော့ကိုကိုတိုင်းရိုက်ရမယ်ဆိုတဲ့အချိန်ကတော့ကို့ကိုပြန်ရိုက်တယ်ဟိုပတ်စုတပုံတော့ရိုက်တဲ့အချိန်မှာတော့ကို့မျက်နှာကိုဘယ်တော့သွားထားလို့ထားအောင်မသိဘူး ခါကဆန်းရမှာလားကော့ရမှာလားပြီးဘလို့နေရမှာလဲကိုယ်ရိုက်တဲ့ချိန်တော့အော်ငါကအီးလေးလေးကြီးတော့တတ်တုံးတတ်တာဘာမှမဖြစ်ဘူးအဲ့ချိန်ကျတော့ကော့ကိုရိုက်ခဲ့တဲ့လူတွေဟိုနှစ်လသုံးလလောက်ရိုက်ခဲ့တဲ့ street တွေပါရိုက်ခဲ့တဲ့လူတွေကိုကော့ကိုပြန်ပြီးတော့အားနာလာတာပေါ့ဟာလက်ခံဆွတ်ပြီးတော့ငါရိုက်ခဲ့တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေဖြစ်လာတာပေါ့နောက်ကျတော့ကော့ကိုနည်းနည်းအံပယ်ဖြစ်အောင်ပြန်လုပ်ရတာပေါ့နော်ကော့တပုတ်မရိုက်ခင်သူဒီလူတွေကိုစပြီးတော့တွေ့ရဟေ့ဆိုတော့လေကင်မရာကြီးထိုးချိန်ပြီးတော့ကွာခနေရိုက်တောင်ဟိုပဲဒီတိုင်းပဲပြုံးပြတာတဘောမျိုး ပြီးရင်ယောက်ျားလေးချင်းချင်းပဲဖြစ်ဖြစ်ပေါ့နော်သူက connection တခုရှိရောအဲ့လိုမျိုးပေါ့မေးလေးတစ်ချက်ငေါလိုက်တာနဲ့အကုန်လုံးကအဆင်ပြေသွားအဟေးသိယူအနောက်နောက်နိုင်ငံတွေက WhatsApp ပေါ့ဟောအဲ့တော့အဲ့လိုမျိုးလည်းဖြစ်ရင်ဖြစ်မှာဟေးဆိုပြီးတော့မေးလေးတစ်ချက်ငေါပြီးတော့ပြုံးပြလိုက်ပြီးဟေးဆိုတာနဲ့သူကခေါင်းငိမ့်လိုက်ပြီးဟေးဆိုတာကျုံးတော့တာဘာဖြစ်လို့ဒီဘဲလိုအရှိရမလို့ဟောကိုကြီးကျွန်တော်ရိုက်ပါမယ်ဟေးဆိုတဲ့ဟာမျိုးပေါ့ကြောက်တော့သူ့ original ဟာတွေကအကုန်ပျောက်သွားနိုင်တယ်ပေါ့နော်သူဖြစ်ပြန့်နေတဲ့အရာတွေကပျောက်သွားနိုင်တယ်ပေါ့ကိုကကင်မရာကြီးကင်ပြပြီးတော့မှ မေးလေးဆက်ပြပြီးပြုံးပြလိုက်အချိန်မှာသူကသူโอเค fine ဟေ့ဆိုတဲ့ဟာမျိုးရပြီဟေ့ဆိုရင်ရိုက်တယ်ပေါ့လေတချို့ပြဿနာတွေကြုံခဲ့တာတွေလည်းရှိတယ်။သွားရိုက်နေရကွာသူဆိုရိုက်နေမသိဘူး။ဟိုအရှိရငစားပဲမြင်တယ်။အနောက်ကဝင်ရင်တော့မမြင်တဲ့ကိစ္စမျိုးတွေပေါ့နော်။ကြက်ဘေးစေးတို့ဘာလို့အဲ့လိုမျိုးခက်တီတွေဝင်ချောက်သွား။ကိုကကြက်တွေအေးသူတို့ရိုက်တယ်ပြီးရင်အဲ့လိုဂျီနီအိုးတွေကိုပစ်ထည့်တယ်ပြီးသွားပြီးဟေ့ဆိုဆွဲထုတ်လိုက်တယ်ပြီးရင်သူကအဲ့ရောက်ဟိုအမွေးနှုတ်ပြီးတော့ဘေးနောက်မှာဖယ်ပလိုက်တယ်။အဲ့တော့မသိဘူး။အာအဲ့ဟာရဲ့ lighting ကြီးကလည်းအနောက်က အာမနဆောစီစီလည်းဖြစ်တယ်ပေါ့နော်အာမနဆောစီဆိုတော့နောက်ခံကြီးကလူလိုက်ရေးနေပြီးွားရင်တို့ရဲ့ဈေးတဲ့ဟာလုံးဝဒီအဝါရောင်ကြီးနေအဲဝမ်းတုံးတွေရောကိုးတုံးတွေရောပြီးရင် smoke တွေရဲ့ဂျားထဲမှာဆိုတော့အယံမိုင်းနေတဲ့ဟာမျိုးပေါ့အဲ့လိုဆွတ်ရရင်တော့အဲ့တော့နောက်ကကောင်းတော့လက်ကုတ်ပြီးတော့ခေါ်ဟဲ့အောင်မင်းဘာလို့ရှောက်ရရင်လဲဘာလဲညာလဲပေါ့အဲ့တော့လို့တော့ဘဲဟုတ်လဲအဲ့တော့ဘေးနောက်ကိုကြည့်လိုက်တော့ကတော့အဲ့ခုနကပြောတဲ့ချက်ကိုဘေးနောက်ကရေပိုင်းနဲ့ထိုးနေတဲ့ခုံရှိတယ် ချက်ကိုရေထိုးနေတာဟိုဘေးနော်ဒါမှဒီကောင်မြင်ပြီးရိုက်နေတာမဟုတ်ဘူးကိုကတော့ဒီဘက်ကချက်ပြုတ်ပြီးတော့အမွှေးနှိုးတဲ့ကိစ္စကိုရိုက်နေတဲ့ဟာမျိုးတွေပေါ့အဲ့လိုဟာမျိုးတွေမှာဆိုဟာဆိုရအဲ့လိုအာရှစ်သွားပြီငါတော့လစ်ပြီဆိုတဲ့ဟာမျိုးခံလာရတော့နော်အကုန်လုံးကလည်း BJ တွေကြီးပဲကွာအကုန်လုံးချက်ပဲသေးတယ်မှာချက်ရိုက်နေတယ်ပေါ့ဆိုတဲ့ဟာမျိုးတွေကအကုန် BJ တွေကြီးပဲဆိုတော့အဲ့ချိန်မှာတငယ်ချင်းကဝင်လာငယ်ချင်းဆိုတာအဲတုန်းကတော့တပုံတူတူရိုက်ဖြစ်တဲ့ကောင်ဟိုတရင်လောကမှာဆေးထိုးခဲ့တဲ့ကောင်တပုံရှိရအကောင်စိုးရတာထုံးလို့ရကော အကောင်ခက်တီနေဝင်ချလာပြီတော့ဟာဟစ်လူရဲ့ခနာဖဲ့တဲ့ဒီမှာလိုက်တင်ကောင်းတယ်ပြီးကြားရမယ်တော့ခင်းနေတဲ့လူဟောတွားပြီးတော့ तू ကအဲ့အောင်ဖိဖဲ့ဆိုပြီးတော့ तू ကခက်တီနေဝင်ရဲ့ဟိုကဒုတ်ကြီးကင်လာပြီတော့ဟုတ်ကဲ့ကိုဟုတ်ကဲ့ကိုဟာဒီကောင်ကြတော့ဖိုင်ဝါမြန်ဟောကိုကြတော့ငါကြတော့အပြေခံနေရတယ်ဗောလေအဲ့တော့တခါစီကြတော့လေဘာပြောလို့ပြောရမှမသိဘူးဗောနော်အဲ့လိုကိုကအဲ့လို तू လိုချင်တဲ့ moment ကို तू ကဝုံတိုင်းချိန်ပြီးတော့ကျုံလိုက်ရင်လေဟောတခါစီကြတော့လေဖိုင်ဝါဗောတခါစီကြတော့လေအဲ့လို computer တွေပါတောင်းအဲ့ဘယ်တော့မှမရ အဲအဲ့လိုဟာမျိုးတွေလည်းကြုံတတ်တာပေါ့နော်အဲ့တော့ကိုကအချိန်နေပေါ်ကြည့်ပြီးတော့ပဲနောက်ပိုင်းရိုက်လာတာမြင်ရတယ်ပေါ့နော် နောက်တစ်ခုကကျတော့အဲ့လိုဒူတယောက်ယောက်ကမတော့ဟောတပုံရိုက်တာတိပြီးတော့မှဟျောင်းဟျောင်းငါပုံတော့ဟိုကမလုံးနဲ့ဆိုရင်တစ်ခါလေးဖြတ်ပေးလိုက်တယ်ဖြတ်ရင်လည်းဘယ်တော့မှပြန်မစဲတော့ဒါဒါတာမန်လူဆိုရင်ပြောပါတယ်အဲ့လိုဟာမျိုးဆိုရင်တော့အော်ဖြတ်ပြီးလား sorry ကိုကြီးကျွန်တော်တော့ဒီဟာလေးကိုကျွန်တော်သဘောကျပြီးတော့ရိုက်လိုက်တာဟာဟောမရဘူးရောင်ဖြတ်ဆိုရင် okay ကိုကျွန်တော်ဖြတ်လိုက်မယ်အခုဒီမှာကြည့်တစ်ခါလေးဖြတ်ပြလိုက်ပြီးသွားပြန်လည်းမစဲတော့အဲ့ပုံတော့လည်းမတော့တော့တစ်ခါလေးကိုမေးပလိုက်တယ်ဟောတော့ ဲ့တော့ဓပုံရိုက်တယ်ဆိုတဲ့အချိန်မှာဆိုတာထဲလို့မယ်ကိုကိုတိုင်းလည်းတစ်ခါကျရင်အဲ့လိုဓပုံရိုက်ခံရတဲ့ feeling မျိုးကိုပြန်စင်းသားလိုက်တယ်ဟဲ့တွင်နောက်နောက်မှာသူတို့ရဲ့ခွင့်ပြုချက်ကိုတနည်းတစ်ပုံနဲ့တော့ကြိုးစားပြီးတော့ရိုက်တဲ့မျိုးတွေတော့လှုပ်တာပေါ့နော်ခုနှစ်ခုခုရတာမယ့်ဟာမျိုးတွေနဲ့လှမ်းပြီးတော့လှုပ်ရတဲ့ဟာမျိုးတွေတော့ရှိတော့ပေါ့ new photography နဲ့ tree photography တော့ landscape photography နဲ့ portrait photography တော့တကန်တော့အကုန်လုံးတော့ကွဲရပေါ့။အဲ့ဒါ new photography ဘက်ကိုသွားမယ်၊တရင်တပ်ပုံဘက်ကိုသွားမယ်ဟေ့ဆိုတဲ့အချိန်ကျရင်တော့သူကအဲစောင့်ထင်းရတဲ့ app တွေဆိုတဲ့ဟာမျိုးတော့ပါလာတာပေါ့နော်။ဘာဖြစ်လို့ဆိုတော့တရင်တပ်ပုံမှမဟုတ်ဘူး။တရင်တပ်ပုံကိုရေးမယ်ဟေ့ဆိုရင်တော့မှပဲကိုယ့်ရဲ့ source ကိုကိုယ်ကကာဝယ်ပေးရမယ်ဆိုတဲ့ဟာတရင်မှာပါပြီးသား။ဒါတရင်သမားတယောက်ရဲ့ကျင့်ဝင်ပေါ့ပဲပေါ့နော်။ အဲ့တော့ new photography ဆိုတဲ့ဟာမျိုးပြောမှဟေ့ဆိုတဲ့ချိန်ကျရင်ဆိုတော့ new ကတက်တက် photography ကတက်တက်အဲ့တော့အဲ့ဒါ new သတင်းကိုဒီဘက် photography ပညာရပ်နဲ့ပြန်ပေါင်းတာဓာတ်ပုံပညာရပ်နဲ့ပြန်ပေါင်းတာဖြစ်တာပေါ့နော်သူက photography ကိုလည်းကျွမ်းကျင်ရမယ်ဟုတ်တယ်ဒါပေမဲ့ new မှာရှိနေတဲ့ attitude တွေကိုလည်းသူကတည်ထားရမယ်ဆိုတဲ့ဟာမျိုးပေါ့နော် ။ဆိုလိုချင်တော့သတင်းသမားဖြစ်တဲ့အတွက်ကိုယ့်ရဲ့သတင်း source ပေါ့နော်။ကိုဖြောပါပေးမဲ့ဟာတော့ကိုကအန်နေမရောက်တော့အောင်ဟိုတခုခုပြဿနာမတက်တော့အောင်ကာဝယ်ပေးရမယ့်ကိစ္စမျိုးတွေနဲ့ပို့ပြီးတော့ချင့်ကပ်ရမှာပေါ့လေ။အဲ့တော့ဘယ်လိုမျိုးလဲဆိုကိုတက်ကျွမ်းလာတဲ့ photography ရှိရယ်ကွာအဲ့တက်ကျွမ်းလာတဲ့ photography နဲ့ကိုယ့်ရဲ့ drone source ကိုကိုကဘယ်လိုကာဝယ်ပေးနိုင်မလဲဒါကိုပို့ပြီးတော့တောင်းရတော့ဥပမာမျက်နှာပေါ်လို့မရအောင်ဆိုရင် okay ရတယ်ငါလည်းဓာတ်ပုံတော့ယူဒီလိုတက်ရတယ်မင်းမျက်နှာလည်းပေါ်လို့မရအောင်အဲ့ okay အဲ့ဒါဆိုငါရိုက်မယ်ဘယ်လိုဟာမျိုးရိုက်မလဲ okay အဲ့ဒါဆိုငါ silhouette ရိုက်ရိုက်မယ်သူ့လုံးဝကြီးကို dark တခုမှထားလိုက်မယ်ပြီးတော့မှဘက်လိုက်တခုခုနဲ့ကြိုက်တာမျိုးပေါ့နော်ဒါမှမဟုတ်ဘူးဟိဆိုရင်လုံကြုံရေးရမှာဟုတ်ပဲနဲ့ဆိုရင်တော့မှပဲသူ့ရဲ့ဂုံတိတ်ခါအတွက်ကိုကာဝယ်ပေးရတဲ့ကိစ္စမျိုးတွေရှိတယ်ပေါ့နော်ဥပမာအဖြစ်ဟိုဟာခုနှစ်တော့မေ့သွားပြီဒါပေမဲ့အဲ့အမှုကအရန်ကြီးခဲ့တယ်ပေါ့လေလိန်မော်သီးခိုးစားလို့ဆိုပြီးတော့မော်လမြိုင်မှာအချိန်လေးဘူးနဲ့လောင်းနေကက်ကြီးနဲ့ညှက်ခံရတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့မြန်မာနောင်ကစပြီးတော့ပေါ်ထုတ်တဲ့အမှုပဲကွာအချုပ်ဆိုင်လာပါလားမသိနော် အဲ့အမှုတို့ဟောင်းမျိုးကအဲ့ကောင်ကလေးကိုတွားပြီးရိုက်ရမယ်ဆိုတဲ့အချိန်မျိုးကြတော့အဲ့ကောင်ကလေးရှိသွားတယ်အိုင်းတင်မောင်းလေးမြိုင်တင်အဲ့အဲ့မှာထားပါတော့လေအဲ့ရုပ်ရောက်တယ်ရောက်တဲ့အချိန်မှာသူ့ကိုရိုက်ရမယ်ဆိုတဲ့အချိန်မှာဒီကောင်ကလေးကအတက်မပြေသေးဘူးနောက်တစ်ခုကကြတော့သူဒီရှေ့လျှောက်ဘဝမှာအများကြီးဖြတ်တန်းရမယ်ကိစ္စမျိုးတွေလည်းရှိတယ်ဗောနော်အဲ့တော့ကိုယ့်အကူနဲ့ပဲဆုံးဖြတ်လိုက်တာဗောအဲ့တော့သူ့ကိုငါမျက်နှာ အတက်နိုင်ဆုံး၊ကွယ်နိုင်အောင်ငါစူးစမ်းမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။သူ့တန်ရတန်ချက်တွေကိုရိုက်တဲ့ချိန်ကျတော့ तू အဲ့ကိညာကဟောဘယ်လိုပြောလဲတနခါလေးလိမ့်လာတာ။ तू ကောင်းလေးရလေဖြူဖြူလေးပြီးတော့တနခါလေးလိမ့်လာတယ်။သူ့ရဲ့စကားပြောပုံလည်းတကယ်ဟိုကောင်းယူသားတယ်၊ယူရှင်းတယ်၊အပွင့်မွေးတွေမြင်ရတယ်။သူ့ရဲ့ကာရိုက်တာကိုလည်းပေါ်ကျင်တယ်ပေါ့နော်။အဲ့တော့ဘာဖြစ်လို့တနခါလေးပါမယ်မျက်နှာကိုတချမ်းကိုကျွန်တော်ယူတယ်။ပြီးသွားပြီဟေ့ဆိုရင်သူ့လက်ကလေးစကားပြောတဲ့အချိန်မှာကောက်နေတဲ့အချိန်လေးတွေကဒီလက်ကအမာရွတ်တွေပေါ့နော်။အဲ့ဒါတွေကိုရိုက်နိုင်ဖို့ပြန်ပြီးတော့စူးစမ်းတာပေါ့နော်။ တက်နိုင်ဆုံးသူ့ရဲ့ identify ဟာကိုဖျောက်ပေးတယ်ဗော identify ဟာကိုလည်းဖျောက်ပေးတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့ character ကိုလည်းကျွန်တော်ကဆွဲထုတ်ရတာဗောနသတင်းရဲ့ photography ရဲ့အဲ့နှစ်ခုရဲ့ပေါင်းစပ်မှုကိုတော့အကောင်ကလည်းမိုက်တယ်ကြပြားဆန်းတယ်ကောအဲ့လိုဟာမျိုးနဲ့ချင်းခက်တဲ့ဟာမျိုးတွေများတယ်ကိုယ်တို့ဓာတ်ပုံရိုက်တဲ့အချိန်ပေါ့နော်အဲ့လိုဓာတ်ပုံရိုက်တဲ့အချိန်ကျတော့ဟောတရင် တပုံပညာရမှာ ਨੇ တัวခုနပြောသူမျိုးဟို new photography ရဲ့အောက်မှာ ਨੇ တัว sport new ဆိုတာလေးရှိတယ်အဲပြီးွားပြီးဟေ့ဆိုတော့မှာဒါ breaking new ဆိုတဲ့ဟာမျိုးရှိမှာအဲ breaking new ပြီးွားပြီးဟေ့ဆိုတော့ဒီဘက်မှာ feature ဆိုတာရှိတယ်ပြီးရင် documentation အတွက်လုပ်တဲ့ documentary photography ပေါ့เนาะအဲ့လိုဟာမျိုးတွေရှိတယ်ပေါ့တัวအပိုင်း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 လေးတွေတော့အများကြီး꽌ပြားရတယ်ပေါ့လေ အဲ့တော့အဲ့ဒီ꿰ပြားနေတဲ့အပိုင်းတွေမှာကိုကအဲ့လို feature လို့ဟာမျိုးရရတော့မယ်ပေါ့နော်ဒီအကြောင်းအရာတစ်ခုကိုတေချာဖို့တည်မယ်ဖော်ထုတ်ခြင်းနဲ့ဒါမှမဟုတ်တင်ပြခြင်းနဲ့ဒီအောင်မှာဖြစ်ပြနေတဲ့အရာတစ်ခုကိုရဖို့အတွက်ကိုကိုကအဲ့နေရာနဲ့တသားလေးဖြစ်အောင်အရင်လုပ်ရတော့ပေါ့နော်ဒါပေမဲ့တသားလေးဖြစ်အောင်လုပ်တဲ့အချိန်မှာသူလည်းတစ်ခါသေးကြရင်ကိုရီကိုရန်ရဘာလဲဆိုတော့ဟိုကိုကိုကိုအဲ့တယ်ဆိုတဲ့စိတ်ကိုအမြဲတမ်းမွေးရအဲ့တယ်ဆိုတဲ့စိတ်ကိုဘာလို့မွေးရတာလဲဆိုတော့အဲ့တယ်ကအင်ရှင်ဘယ်တော့မှမစော်ကားအောင် စော်ကားပြီးဟေ့ဆိုတာမှားပြီအဲ something wrong နော်အဲ့လိုခါမျိုးရှိတယ်ပြီးတော့ပြီးဟေ့ဆိုရင်ဧည့်သည်ဆိုတဲ့အတိုင်းပဲသူကဧည့်သည်ကဒီနေရာရောက်ပြီးဟေ့ဆိုရင်ဒီနေရာပတ်ဝန်းကျင်အကုန်လုံးသူကလေးလာဖို့စဉ်းစားရတယ်ဒီနေရာနဲ့လိုက်ရောညီထွေစွာနေထိုင်နိုင်ဖို့သူကပြည်ပြစ်စွာနေထိုင်နိုင်ဖို့ကြိုးစားရတယ်ပေါ့နော်ဟောဘာဖြစ်လို့သူများရင်သွားပြီးတော့ဧည့်သည်လုံနေပြီးတော့မှဒီအရင်ကငါ့ကိုအမင်းကလည်းလာပြန်ပြီဒီနေ့လည်းငါ၆မနေ့ပြန်လည်းငါ၆တပတ်ခါလည်းငါ၆ဆိုတော့ဒါကြီးကမဖိုင်းဆိုပြီးတော့ သွားလို့လို့မရဘူးဘာလို့လဲဆိုတော့မင်းဟာအင်ရှင်မဟုတ်နေဘူးဟိုအဲ့တော့ကိုကအမြဲတမ်းတည်တာပါဘောနော်အဲ့တော့ကိုကိုတိုင်းကဧည့်သည်ဆိုတဲ့ feeling ကိုခံလာရတယ်လို့ဒီ community ထဲမှာဝင်ဆက်မယ့်အဟေဆိုတဲ့ဟာမျိုးမှာဆိုတော့လေဒီ community ထဲကပြဿနာတွေကိုရှောင်ထွေးရမှာဥပမာအားဖြင့်ဘယ်လိုဟာမျိုးလဲဆိုတော့ဒီနေရာကိုရောက်သွားတဲ့အချိန်မှာတူလတူလို့ community ကခွဲနေတာမြန်မာပြည်နိုင်ငံမှာ community ကအကွဲဆုံးနိုင်ငံလို့ပဲပြောရမှာအခုချိန်ဒီ fight နေကြတယ် ခါလေးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီနေရာရောက်သွားတဲ့ဟေးဆိုရင်ဒီနေရာမှာတစ်ဖက်ကလည်းသူ့ဘက်ပောင်ဆွဲတယ်တစ်ဖက်ကလည်းသူ့ဘက်ပောင်ဆွဲကြတက်ကြတယ်ပေါ့နော်အဲ့အဲ့ပြဿနာကြားထဲမှာနေထိုင်နိုင်မှုဟာကြတော့နားပဲထောင်သွားပြန်မပြောနဲ့ပြန်ပြီးတော့အဲ့တဲ့ကိုဝင်မပါနဲ့ပေါ့ဘာလို့ဆိုတော့မင်းကဧည့်သည်ဖြစ်နေတာမင်းကအင်ရှင်မဟုတ်နေတဲ့ဒီဟာကြီးတစ်ခုလုံးမင်းတွားပြီးတော့စောက်ပြန်တာတွားရှာနေလို့လည်းမရအောင် ဟိုအဖွဲတွေသွားခွဲပြီးလို့လည်းမရအောင်။ Okay တိုင်ပင်နဲ့ဆွေးနွေးတယ်ဟိဆိုရင်တော့ဖြစ်နိုင်တယ်။ကောင်းမွန်တဲ့အရာတွေဆိုရင်ဆွေးနွေးပြီးတဲ့ဟာမျိုးတွေနေရအောင်။ပြီးရင်ကိုကိုကဒီမာနေတဲ့ဟာငါတော့ဒီလိုကောင်ကြီးกว่าဆိုတဲ့ဟာမျိုးကြီးကိုနေပြတတ်ဖို့လိုအပ်တာပေါ့နော်။ဥပမာပြင်ဟိုငါရေချိုးပြင်းတယ်กว่าဆိုရင်ရတယ်အဲ့ဒါလက်တန်းတော့မင်းပေးတာတီးလိုက်တော့ sorry ကျွန်တော်ရေချိုးပြင်းလို့ဒီနေ့ရေမချိုး။ Okay ဒီကောင်တော့ရေချိုးပြင်းတဲ့ကောင်အဲစသည်ဖြင့်ဒီကောင်စလိတ်ကြိုက်တဲ့ကောင်ဒီကောင်စလိတ်တနေကုန်တနေရန်ခွာတဲ့ကောင် စားသည်ပြင်ကိုဖြစ်နေတဲ့အရာကိုပေးသည်လိုက်ပါအပေးသည်လိုက်ပြီဆိုတော့သူတို့ကလည်းပို့ပြီးတော့ကိုနဲ့ဟိုဘယ်လို communicate လုပ်အောင်လဲဆိုတော့ပူနာလဲလာအောင်နော်အဲ့တော့အခုတနိုင်ငံလုံးပတ်သွားနေရတဲ့ချိန်ကျတော့အဲ့လိုပုံစံမျိုးပဲနေလိုက်တော့ငါတို့ဓာကြီးပဲကွာမင်းတို့လက်ခံလက်ခံလက်ခံနဲ့နေတော့ငါတို့ဒီလိုပုံစံမျိုးပဲနေတတ်တယ်ဆိုတဲ့ဟာမျိုးပဲအဲ့တိုင်းပဲနေလိုက်တာအဲ့တော့သူတို့ဟိုကိုနားလေသွားတဲ့အချိန်မျိုးစရင်ကိုဟိုတကယ်နားလေလာပါတယ်အဲ့ဒါလေးကတော့ ဒီတပုံအနေနဲ့ဆက်ပြီးတော့လေးလာမယ်ဆိုတဲ့အချိန်မျိုးမှာဆိုရင်တော့ဒီတပုံအနေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်တကယ်ကဘာမှာဖြစ်ခဲ့တဲ့အဲအကြောင်းအရာတွေကိုပြန်ပြီးတော့ရိုက်ထားတဲ့ကားတွေရှိတယ်လေအဲအဲ့ကားတွေကိုဟိုတစ်ချက်ကြည့်ပြီးတော့လေးလာခဲ့ရတဲ့ဟာတွေလည်းအများကြီးရှိတော့ As far as I'm concerned a photographer is a medium through which images are channeled တော်တော်မှန်ဖြစ် ဂျိမ်းမတ်စ်ဝေးကားတွေကိုကြီးခဲ့တဲ့ဟာမျိုးတွေလည်းရှိတယ်။ဒီဘဲကဘလိုတွေစိတ်ကူးတွေနဲ့တိုးတာလဲ။ဘာကြောင့်ဒီဘဲတွေကဒီလိုတွေရိုက်တာလဲဆိုတဲ့ဟာမျိုးတွေရိုက်တဲ့ပုံစံတွေချင်းကက်တဲ့ပုံစံမျိုးတွေကြီးရတဲ့ဟာမျိုးတွေလည်းရှိရပါတော့။အဲ့လိုပဲ movie တွေအနေနဲ့ဆိုလဲအဲတပုံနဲ့ပတ်သက်တဲ့ဟာတွေဆိုလဲအများကြီးရှိရပါတော့။အခုဆိုရင် အလီဆိုတာရှိမယ်ပြီးသွားပြီဟေ့ဆိုရင် အားလုံးသိတဲ့ဟာတော့ဒီတပုံဆရာလေးနဲ့ပတ်သက်ရင်တော့ဖန်မန်ကလပ်ဆိုတာရှိမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဒါယူဂျင်းစမစ်ရဲ့အဲအထုပတိနောက်ဆုံးပိုင်းလေးပေါ့နော်သူ life ရဲ့နောက်ဆုံးပိုင်းလေးကိုခြိုက်ထားတဲ့ကားရှိတယ်အဲမီနာမှတ်တာဆိုတဲ့ကားရှိမယ်အဲအဲ့ကားလေးတွေကြည့်ပြီးတော့လဲလေ့လာရတာပေါ့နော်အမှကြည့်လိုက်မယ်ဟေ့ဆိုရင်တော့ဟိုတပုံဆရာလေးအကြောင်းအမှနားလေသွားမယ်လို့တော့ထင်တယ် ။ဘာဖြစ်တော့သူတို့တွေရဲ့ဖြတ်တန်းနေပုံနေသူတို့တွေရဲ့အတ္တတွေသူတို့တွေမှာရှိနေတဲ့ခံစားချက်တွေပေါ့နော်။ဟောအတ္တဆိုတာလည်းအလုတ်ပေါ်မှာရှိနေတဲ့အတ္တအဲသူ့ကိုသူထားတဲ့အတ္တတွေပေါ့နော်။အဲအဲ့လိုဟာမျိုးတွေ။ ဒါမဲ့တပုံကားလေးအကုန်ဘဲကားပဲကြည့်ကြည့်တပုံဆရာတွေကဘယ်တော့မှအချိုးမပြေအဲ့ဒါတော့အသေးချာကိစ္စပဲပေါ့နော်နည်းနည်းတော့ quality ကကြကြတဲ့ကောင်လေးပေါ့လေကွာအဲ့လိုဟာမျိုးတွေတော့များတော့သူထင်တယ်သူစိတ်ထင်တယ်သူလှုပ်ချင်တဲ့ဟာကိုပဲသူတော့ဆွတ်လှုပ်ကြတယ်ဆိုတဲ့ဟာမျိုးတွေတော့ပါတာပေါ့နော်အဲ့တော့ကိုကတကယ်တမ်းယူရမယ့်ဟာမျိုးတွေကကြတော့ဘာလဲဆိုတော့အော်ဒီတဲမှာကသူကဘလို့ခံစားပြီးတော့တကယ်လုံနေတာလေသူ့ရဲ့ခံစားမှုကဘာလဲသူ့ရဲ့တန်မှုကဘာလဲပေါ့နော်သူထားတဲ့စံဆိုတာရှိရယ်ကွာ ီဓပုံဒီပုံမှာထားတဲ့ဆန်ပေါ့နော်အဲဒီဓပုံဆရာတိုင်းမှာသူထားတဲ့ဆန်လေးတွေရှိပေါ့အဲ့ဆန်လေးတွေကဘာလေးတွေလဲဆိုတဲ့ဟာမျိုးတောင်းနဲ့တယောက်တော့မတူပါဘူးဒါပေမဲ့အဲ့ဒါလေးအကုန်လုံးကြည်ပြီးတော့ဟိုပြန်လေးလာလို့ရတဲ့ဟာလေးပေါ့နော်ဓပုံဆရာဖြစ်တယ်ဟေ့ဆိုရင်ပထမအပီဆိုဒ်မှာလည်းပြောခဲ့တဲ့ဟာလေးတခုရှိတာပေါ့နော်သူကဓပုံဆရာဆိုတော့သူဓပုံရိုက်လိုက်တိုင်းသူကဓပုံဆရာမဟုတ်ဘူးပေါ့နော်တရင်ဓပုံဆရာဆိုပူအောင်ဆိုးသေးတယ်ပေါ့နော်အဲ့လို တပ်ပုံနဲ့တရင်နဲ့ပြန်ပေါင်းလာတဲ့အရာမျိုးတွေကိုရှာရတာဖြစ်တဲ့အတွက်သူကအရှိမလေးကသူက preparation ကာလတစ်ခုရှိရတယ်ပေါ့နော်အရင်တော့တော့မသိပါဘူးဒီတိုင်းပဲကိုယ့်ကိုငါကလစ်နှိမ့်မယ်ပြီးရင်ပို့လိုက်မယ် editor သွားပြင်သူကသူဒိုးဆိုတဲ့ဟာမျိုးပေါ့လေအဲ့လိုဟာမျိုးတွေထားတာပေါ့လေစိတ်ကလည်းဟိုငါရိုက်ပြီးသွားပြီးဟေ့ဆိုပြီးပြီးမြန်မြန်သူများတဲ့ဆောင်းငါပို့လိုက်မယ်ဆိုတဲ့ဟာမျိုးလောက်နေပဲအလုပ်လုပ်ဖြစ်တာပေါ့လေတကယ်တော့အဲ့ဒါမဟုတ်နေဘူး ဘာလို့ preparation မရှိဘူးဟေ့ဆိုရင်တကယ်တမ်းအလုပ်လုပ်တဲ့ချိန်ကျရင်အရင်က delay ဖြစ်တယ်ပြီးရင်အဲ့လိုပေါက်ကရ error တွေကအများကြီးတက်တယ်ပေါ့နော်အဲ့လိုဟာမျိုးတွေဖြစ်ဖြစ်လာတာပေါ့နော်ဘယ်မှာဆက်ပြီးတော့တည်ရတာလဲဆိုတော့ဟို Google Coast လို့ဟာမျိုးတွေတွားရိုက်တယ်ပေါ့နော်အဲ့လိုဟာမျိုး Olympic အသေးစားလို့ဟာမျိုးတွေအေးညာဘက်ရောက်တယ်ရောက်ပြီးတော့ဟေ့ဆိုနောက်နေ့ဖွင့်ပွဲရိုက်တော့မယ်ဖွင့်ပွဲရိုက်တော့မယ် AC ပဲကိုကတော့ကိုမရောက်ဘူးတဲ့နိုင်ငံရောက်တာကိုကိုမရောက်ဘူးတဲ့နိုင်ငံရောက်တော့ okay ရှောက်တိုးမယ်တည်ရမှာညာဘက်ဘာညာဟိုပေါ်လာရီနဲ့ချေးမယ် ီးတော့မှအာ AC စကားပြောပြီးအာလူဖုတ်ပြီးတော့မနေ့ကျရင်စောစောထအောင်လဲဆိုတော့အတွေးတော့ပဲရှိတာပေါ့။ဒါမဲ့အဲ့ဒီကုဘော်ရယ်ကိုတွားခေါ်တဲ့ချိန်ကျတော့ဒီကောင်လေးကဘာလုပ်နေတော့စာချက်တလူကြံ့နေကြတာ။ဟာခေအောင်လေးတွားမယ်ဒိုးမယ်လားဘာညာတော့ငါတို့တွားကန်နာလမ်းလျှောက်အောင်ဘာညာလုပ်နေတာဆိုတော့အာ okay အဲ့လိုရှောင်းမယ်ပေါ့လေဒါမှမဟုတ်ဒီကောင်ကဘာလဲရှောင်းနေတန်းလန်းနေတယ်ဒီကောင်ဟိုထိုင်နေနေရတယ်ဆိုရင်ဒီကောင်အဲ့လိုမျိုးဟောဟိုဖုန်းနဲ့ထိုင်ပို့ပြီးတော့ဖတ်တယ်။ညမင်းဘာလုပ်နေတာလဲဆိုတော့မနေ့ပြန်လာမယ့်အစိုးတော့ကဘာတူလဲ။ဘယ်အချိန်မှာမိဘန်းအောင်ဖောက်ပါလဲ။ ဘယ်အချိန်မှာဘလူကမိန်ကုန်းပြောမှာလဲပြီးရင်ဒီထဲမှာပါဝင်နေတဲ့အဖွဲ့တွေအားသာကြံဝဲတော့ကိုလာတဲ့အဖွဲ့တွေကဘသူတွေလဲဆိုတဲ့ဟာမျိုးဒီကောင်ကဟဲ့အောင်လေမင်းဒီရာတော့လုံတော့ဒီရာတော့လုံတော့မင်းဒီရာကာပါလို့ပါညာကိုကဟာโอเคငါတို့ကြီးတက်လုံလိုက်မှာကိုရီးယားသုံးတဲ့အတိုင်းပဲမီးစင်ကြီးကားတဲ့အချိန်အားရှေးယူဆိုရလို့ဖြစ်နေတော့ဒါပေမဲ့တကယ်တမ်းရောက်သွားတဲ့အချိန်လဲကြာကြာတော့အဲ့အရာတွေကပြဿနာတက်တာ ဘာလို့လဲဆိုတော့ကိုကဘာမှမပြင်ဆင်လာဘူးတွေ့တာနဲ့ကောက်ရိုက်တယ်ရိုက်ပြီးတော့ပြီဟေ့ဆိုပုံပုံမယ်ဟေ့ဆိုတော့ဟာနေပေါင်းဟာခုနကစကားပြောတာဘာတူလဲဆိုတော့အဲ့လိုလိုက်ရှာတာမျိုးအဲ့အရာကြီးကြတော့ professional မဟုတ်နေဘူးဆိုတဲ့ဟာကိုကိုကိုရှက်လာတာတိတယ်ကွာအဲ့လိုမျိုးဟာမင်းရ professional လည်းမချဘူးဘာရီလျှောက်လို့နေမှလည်းမသိဘူးဟို PBO တွေလျှောက်လို့နေတဲ့ဟာမျိုးတွေဖြစ်လာတာကွာအဲ့လိုဟာမျိုးဖြစ်လာတဲ့အချိန်ကနောက်နေ့ကျတော့အဲ့ဒါကို learning လုပ်ရတာကွာနော် lesson learn နေတာအများကြီးလုပ်ရပါတယ်အဲ့ကိုဖြတ်တန်းနေဘောတောက်လျှောက်လုံးကကိုကို lesson learn လုပ်ရတာကြီးအများကြီး โอเคအဲ့တော့နောက်နေ့ကျတော့တွားရိုက်တယ်ဟဲ့ဆိုရင်ကွာဟိုဥပမာအားဖြင့်ရိုက်တဲ့ဟာမျိုးဆိုပင်ပောင်ရိုက်တဲ့အဲဟာကိုအဆိုင်ကြတယ်ပင်ပောင်ရိုက်တယ်ဟဲ့ဆိုတဲ့အချိန်ကျတော့ပင်ပောင်ရိုက်တယ်ဟဲ့ဆိုတဲ့ဟာကိုမှမအဲ့ကြောင့်မပြန်လေးလာပင်ပောင်မှာဖောင်းတာဘာကြီးလဲတကယ်ဘောလုံးပွဲမှာဆိုရင်ကွာအနီကအဝါကအဲဒါလက်ပစ်ဘောဆိုတာချက်ချင်းသိရယ်ကွာဒါပေမဲ့တကယ်တမ်းလဲကြရကြကြပင်ပောင်မှာကျတော့ဘယ်နာကဖောင်းတယ်လို့ခေါ်တာလဲ ပြီးရင်ရိုင်းမဲ့နိုင်ငံတွေကဘယ်သူတွေကရိုက်မှာလဲအဲ့ဒီနိုင်ငံတွေတဲ့မှာဘယ်ကောင်ကတကယ်နိုင်မဲ့ကြီးတာလဲဘာဖြစ်လို့အဲ့ product ကိုဘယ်လိုရောင်းအောင်မှာလဲဆိုတော့ဥပမာပြင်ကွာဟိုထားပါတော့ပေါ်တူဂီကိုရိုက်မယ်ဟဲ့ဆိုရင်ရော်နယ်ဒိုဘုံမပါဘူးကွာတော့ဘလူးမမဖြစ်နိုင်ဘူးဒီကောင်မဲ့ရောင်းအောင်မှာလေဒီကောင်ဘာပဲလုပ်လို့တရင်ဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေကိုစပြီးတော့လေးလာတဲ့ဟာမျိုးတွေလောက်ရတာပေါ့နော်အဲ့ဒါကြီးရဲ့အလေးချိန်ကဘယ်လိုပါလာလဲဆိုတော့ဆန်သပြဝဲတွေတော့ရတယ်ပေါ့နော် ဌာနပြောင်းပွဲတွေအများကြီး coverage လုပ်ခဲ့ရတယ်ပေါ့နော်ဒီ Asian region ထဲမှာဆိုရင် Hong Kong ပါတယ် Thailand ပါမယ်အဲဒါလိုမျိုးတွေကိုမြန်မာလာပြီးတော့ဆန္ဒပြောင်းပွဲတွေကိုဟို coverage လုပ်ရတဲ့အခါမျိုးတွေရှိတယ်ပြီးတော့ disaster ဖြစ်တဲ့အခါမျိုးတွေပေါ့နော် Lao Dam ကျိုးတဲ့ကိစ္စမျိုးလို့ဟိုဒီဘက်မှာတော်မီလောင်တဲ့ကိစ္စမျိုးလို့ပြီးရင်ကမ္ဘောဒီးယားမှာဘာဖြစ်တယ်စသဖြင့်အဲ့ဒါတွေကိုတော်တော့မဟေ့ဆိုရင်ကိုကတခါတည်းအဲ့ဒီ assignment ကိုရပြီဟေ့ဆိုတာနဲ့အဲ့ဒီ assignment အဲ့ဟာလေမှန်သမျှဖတ်ရတော့အော်ဒီကောင်ကဟောင်ကောင်ကတော့ဘယ်ကောင်ကတော့ကျောင်းသားကောင်းတော့ဘာတူလဲ โอเคมิสตีไลน์อ่ะกองเบกองเลยไอ้กองยกกองบลูยกเลยอะมาภิญอ่ะดิกองเนี่ยแมสซ์สตาร์เองเนาะมาเว้ยดิกองเนี่ยยักก็บลาวฉี่เลยสอไลท์จี้อ่ะแหละห่าမျိုးนี่ลงอ่ะวะเนาะไอ้หลูอลีจินမျိုးอ่ะตะเกแดนเนาะโหพรีเพรชั่นคอลามาเลี้ยวอลีจินอ่ะมาวะเนาะตะดินตะมาเตียวเปิ่มเหมเฮ้ยสอยิงปูပြီးတော့อเยจี้ดิบาลูอเยจี้อ่ะตัวตะดินอ่ะตะคาตีจั่นเอง ဘရိကင်းလိုဟာမျိုးတွေမှာကျတော့သူကတည်င်းရဲ့ခလင်မြန်မှုအရန်အရေးကြီးတယ်ဒီတည်င်းရဲ့ fresh meat လို့ခေါ်တဲ့အရာပေါ့နော်အဲ့လို fresh meat တွေကအရန်ကိုတန်ဖိုးရှိတဲ့အရာတွေပေါ့နော်ချစ်ချင်းတည်င်းဒါနာတစ်ခုနဲ့တစ်ခုနဲ့ကအဲ့ဟာတွေကပြိုင်နေတာတွေများတည်င်းဦးတည်င်းစောလေးတွေမြန်မြန်ဆန်ဆန်လှုပ်ကြတယ်ပေါ့နော်အဲ့မှာကတကယ်ဘယ်သူက professional တကယ်လှုပ်ပြီးတော့မှပြင်ဆင်ပြီးတော့မှအင်စာကြည်တဲ့ကောင်လားဒီကောင်ကအင်စာမကြည်တဲ့ကောင်လားဆိုတော့အဲ့နေရာမှာတော့ကွဲတယ်သူများနဲ့ရှင်ပြီးတော့ fight တော့မယ်ဟေ့ဆိုတဲ့ဟာမျိုးပေါ့နော်ဥပမာမြန်မာနိုင်ငံမှာမဟုတ်ဘူးကျန်တဲ့ဒီ ဒီ photo journalist တွေနဲ့ fight တော့မယ်ဟေ့ဆိုတဲ့အချိန်ကျရင်ဘယ်ကောင်တော့အားသာလဲပေါ့ဘာအားသာလဲအကောင်အားသာလဲအဲ့ဒါကိုယူလန်းနောက်မှပြန်ပြီးတော့တုံးအစသည်ဖြင့်အဲ့လိုဟာမျိုးကြီးလှုပ်ရတော့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့ preparation လုပ်တဲ့ဟာတွေကအများတန်းလို့လို့ပြင်ဆင်တာအတင်းတယ်ပေါ့နော်ဥပမာပြင်အခုဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့ကိစ္စတွေအများကြီးရှိတယ်ဥပမာကိုကဒေတာတစ်ခုကိုတွားတော့မယ်အဲ့ဒေတာကိုတွားတော့မယ်ဆိုရင်ဒီဒေတာမှာအနည်းဆုံးအခွင့်အရေးကဘယ်နှခုရှိတာလဲခေါင်းဆောင်တွေကဘယ်သူတွေလဲ ဘယ်သူရဲ့မူဝါဒတော့ဘာလဲရှိလဲဆိုတဲ့ဟာလေးတော့အနည်းဆုံးတော့ကိုကလိုက်လေလာအဲ့လိုလေးလာဖို့ကလည်းလိုက်တွေ့ရတော့မတွားခင်နဲ့အဲ့ဒီအဖွဲ့ကြီးရဲ့လူတွေနဲ့တွားပြီးဟန်တော့လို့လည်းစကားပြောတယ်ကျွန်တော်တို့ဒီလိုဒီလိုပါမိတ်ဆက်တယ်အဲသူတို့ရဲ့ဟာလေးတွေနားထောင်တယ်အဲကိုတိသွားတယ်တခါကြောက်ကိုတိတော့တော့ဟိုဘလူးမဆုရောကို့အဖွဲ့ရောကိုကောင်းတယ်ကြီးပဲပြောထွက်လိုက်တာဗောတကယ်ပြင်ရောတော့မလို့နော်မကောင်းတော့မဟုတ်ပါဘူးကောင်းတော့ကောင်းပါတယ်ဗောနော်ဒါပေမဲ့လေသူကလေ story ရတာလေးဗောအဲ့လိုပုံစံဖြစ်နေတာဗော အဲ့တော့ဟိုဘက်ရောက်သွားတဲ့အချိန်မှာကိုတိတဲ့ဟာအမြင်ကလွဲတာမျိုးတွေလေကြုံတက်တာပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာကျတော့ဘာဖြစ်တော့ကိုအနည်းဆုံးပြင်ဆင်လာတဲ့အတွက်ဟိုမှာကတော့ smooth ဖြစ်တယ်ပေါ့နော်ကိုသွားတဲ့အချိန်မှာအနည်းဆုံးတော့တည်ထားတဲ့ဆိုတဲ့ဟာမျိုးတွေပေါ့အဲ့တော့ preparation ကတော့အရေးကြီးတယ်ဘယ်လိုပဲပြောပြောပဲ coverage ပဲလုပ်တော့မယ်ဟေ့ဆိုဆိုအဲ့ဒါတော့အနည်းဆုံးကိုယ့်ကိုတည်အောင်တော့အရင်လုပ်ပြီးတော့မှသွားတာကောင်းတယ်ထင်မြင်လွဲမှားတဲ့ကိစ္စမျိုးတွေကဒါခဏခဏဖြစ်တယ်လူတစ်ယောက်နဲ့တစ်ယောက်ကအမြင်ချင်းမတူဘူး မမြင်မြင်ချင်းမတူတဲ့အတွက်ပို့ပြီးတော့တော့မှာပဲသူကအဖြူမြင်တယ်ဟဲ့တော့ကိုကအညူလေးပါလို့လှုပ်ချင်တဲ့ဟာမျိုးတော့ရှိသေးတော့အဲအဲ့လိုဟာမျိုးကြတော့ခုနကပြောလို့မဲ့ကိုက preparation လုပ်ထားတဲ့ဟာ prepare လုပ်ထားတဲ့ဟာတပိုင်းရှိမယ်ပြီး processing အပိုင်းပေါ့နော်ကိုလိုလုပ်တဲ့ရိုက်တဲ့ကဏ္ဍတွေပေါ့နော်အဲ့ဒီဟာတွေလုပ်တဲ့ဟာရှိမယ်အဲ processing ပြီးပြီးရဟဲ့တော့ publishing သွားတဲ့ကိစ္စမျိုးတွေရှိလာပြီပေါ့နော်အဲ့လို publishing သွားတဲ့အချိန်မျိုးတွေကြာရင်ကိုကိုကာဝယ်ရတဲ့ကိစ္စတွေရှိတယ် အဲဘယ်လိုဟာမျိုးတွေမှာလောက်အောင်လဲဆိုရင်ကိုကကိုယ့်ရဲ့ဖိုတိုရဲ့ data ကိုကိုကခိုင်မာနေတဲ့ဟာမျိုးတွေကိုအဲ့နေရာမှာပြန်ပြီးတော့ထည့်ရတာဟာမျိုးတွေပေါ့နော်။ဘာလို့ခေါ်လဲဆိုရင်ဒီဓာတ်ပုံတွေမှာဆိုရင် meter data လို့ခေါ်တယ်။တော့ဓာတ်ပုံဓာတ်ပုံတွေရောအဲ့ဓာတ်ပုံရဲ့အောက်မှာမှာတော့ meter data ဆိုတဲ့ data ကိုဖတ်တဲ့ဟာရှိတယ်ကွာ။ အဲ IPTC လို့ခေါ်တဲ့ဟာပေါ့နော်။တော်တကဘာလုံးသုံးတဲ့ standard တခုရှိတယ်ပေါ့နော်။အဲ့တော့အဲ့ IPTC လို့ဟာမျိုးတွေမှာကတော့ meter data ကိုတွားပြီးတော့ထည့်တဲ့အချိန်ကကိုယ့်ရဲ့ caption ကိုကိုကထည့်ရပြီးရ။ရေရောင်းသူဒီဒီနေရာမှာဖြတ်တန်းသွားလာနေတဲ့အချိန်မှာဘောလုံးကန်ခဲ့ပါသည်ဆိုလဲအဲ့ဒါကိုထည့်ပြီးရတယ်။ခုနပြောသလိုမျိုးကိုမြင်တွေ့ခဲ့တဲ့ကိုဖြစ်နေတဲ့အရာမျိုးကိုကိုကအဲ့ချိန်မှာရေးပေးရအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ photo caption လို့ခေါ်တယ်ပေါ့နော်။အဲ့ photo caption ကတော့ photo caption writer ဆိုတဲ့နေရာလေးရှိတယ်။အဲ့နေရာလေးမှာကကိုကကိုယ့်နာမည်ကိုပြန်ပြီးတော့ထည့်ပေးရ။ အဲသူက copyright ဟာမျိုးပြောတာမဟုတ်နော်သူကဒီဓာတ်ပုံရဲ့အုံနာကိုပြောချင်တာမဟုတ်သူကဒီ photo caption ရဲ့နေရာမှာကိုကသူကထည့်ပေးရတယ်ကိုယ့်နာမည်ကိုပြန်ထည့်ပေးတဲ့ဟာမျိုးပေါ့နော်ဒီ meta data ကိုပြန်ထည့်ပေးပြီးတော့ဒီဟာကိုတော့လုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့အငင်းပါပဲတစုံတရာတက်လာခဲ့တဲ့အချိန်ကြရင်ကိုကကိုယ့်ရဲ့ပုံကိုကိုကပို့ခဲ့တဲ့အချိန်မှာကိုယ့်မှာ meta data ကိုယ့်မှာ enhance ရှိပြီးသားအဲ့ဒါကြီးနဲ့ကင်ပြောလို့ရတယ် ဘာလို့ဆိုတော့အခုစုံအောင်ဆိုရင်ပြဿနာရတယ်ခဏတက်တယ်ဟိုးအရင်ကတော့တစ်ခေါက်တက်ခဲ့ဦးတယ်အဲ့တော့ဘာလဲဆိုတော့ဒီ skate C ရဲ့လူငယ်တွေအကြောင်းကိုတမွန်လိုက်ရိုက်တော့ skate C ရဲ့ဆိုမြန်မာနိုင်ငံမှာအရင်ကမဖွင့်ပြိုးသေးတဲ့အချိန်မှာသူတို့က skate နဲ့ဖွင့်ပြိုးနိုင်အောင်လုပ်တယ်ပေါ့နော် skate community ကိုသူတို့ကဖွင့်ပြိုးအောင်လုပ်နေတဲ့လူငယ်တွေပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုတမွန်လိုက်ရိုက်တော့တမွန်လိုက်ရိုက်တော့ skate တမားလေးတွေနဲ့ okay ကိုရီးယားက fine တယ်ဒီကောင်လေးနဲ့လည်း fine တယ်အဲ့လိုမျိုးရိုက်ဖြစ်ရောရိုက်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 ပြီးတော့အချိန်မှာ story တင်လိုက်တယ်။ story တင်လိုက်တာကဘာမှမဖြစ်နေ ဒါပေမဲ့အဲ့ဟောင်းကနောက်တစ်ဆင့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 ်ထက်သုံးလာတဲ့ဟာတွေရှိလာတယ်ပေါ့နော်အဲ့လိုဓာတ်ပုံတစ်ခုကိုဆွဲယူလိုက်ပြီးတော့ကောက်ပြီးသုံးလိုက်တဲ့ဟာမျိုးတွေပေါ့နော် wire agency လို့ခေါ်တဲ့ဟာမျိုးပေါ့နော် wire agency ဆိုတော့ media တွေတိုက်တွေကိုမှပြန်ပြီးတော့မှအာသူတို့ကို service ပြန်ပေးရတာဒါ right service ပြည်သူတွေရှိသွားနေတာမဟုတ်ဘူးကိုအရင်လုပ်ခဲ့တဲ့အလုပ်က အဲ့လိုဟာမျိုးဖြစ်တဲ့အတွက်မီဒီယာတိုက်တွေအောင်တော့သူကသူ့ရဲ့စိတ်ကူးတွေသူ့ရဲ့အမြင်တွေသူ့ရဲ့အာဘော်တွေအဲသူတို့မှာတုံးကျင်တဲ့စတိုရီရဲ့ဟာတွေကောက်ထည့်ပလိုက်ရောအဲ့အိမ်မှာတစ်ခေါက်ဖြစ်မှုတွေဟာမှမရရပါလဲဆိုတော့အဲ့ခုနကပြောတဲ့ skate story ကိုရိုက်လိုက်တယ်လူငယ်တွေ community တွေအောင်ဖွံ့ဖြိုးအောင်လုပ်နေတဲ့ဆိုတဲ့ story ပဲဒါပေမဲ့အဲ့နောက်သတင်းဌာနတခုကသူကတုံးလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံမှာလူငယ်တွေအလုံးလက်မဲ့80ရာရင်းလုံးဆို skate ကြီးကင်လာတဲ့ဟာကြီးနဲ့တုံးချပလိုက်ရောဟာခေါကောင်းလေးကဒိုင်ပတ်ရောအကိုဘလို့ဖြစ်တာလဲဒီလူတွေဖြစ်ကုန်ပြီကျွန်တော်အမေကလည်းရှက်နေပြီပေါ့ဟောမရှက်ပဲနေ င်လားဒီတင်းစာဂျာနဲ့အရန်ဟိုဖွင့်ပြိုးနေတဲ့ကာလမှာတီကောမျက်နှာကြီးနဲ့ရီဟာကြီးနဲ့သူတန်းကလူငယ်တွေလုံးမရှိတီကောကြီးထွက်လာဆိုတော့အဲ့မှာပြဿနာအတက် ပြောင်းလာတက်တော့အဲ့ဟောင်းကအိုကေအဲ့ဟာဆိုရင်တော့ကိုရှင်းပြမယ်အခုပို့တဲ့ caption ကဒါဒီမှာ copyright ကဒါဟို caption writer ကဒါအခုထည့်ပေးပြီးသားအဲ့တော့အဲ့ဒရင်ဌာနကိုချင်းချင်းဖုန်းဆက်တယ် editor ကိုဖုန်းဆက်တယ်အေးအဲ့ခင်ဗျားတို့ဘယ်လိုလုပ်လိုက်တာလဲကျွန်တော်ရေးတဲ့ caption ကလည်းဒီမှာဒီလိုဒီဒီလိုတွေဆိုတော့အဲ့တော့ဟောင်းကိုကျွန်တော် sorry ပါကျွန်တော်တို့ဒါလေးမဖတ်မိလို့ဟိုကျွန်တော်တို့လူငယ်လေးပုံဟိုဟာဖြစ်အောင်အတုံးလိုက်ပါတယ်โอเคခင်ဗျားတို့တုံးလိုက်တာပြဿနာမရှိဘူးခင်ဗျားတို့ဘယ်လိုတောင်းဝန်ယူမလဲခင်ဗျားတို့တောင်းဝန်ဖို့ကိစ္စလေးတော့လုပ်ပေးတယ်ဆိုတော့အာနောက်နေ့ကျတော့တောင်းဝန်တဲ့ကိစ္စလေးပြန်ပေါ်လာတာပေါ့ ဲ့လိုမှမဟုတ်ပဲကိုကရော့အင်းဆိုရဲတပုန်ဒီတိုင်းပဲပေးလိုက်ပဲဟဲ့ဆိုသူကတုံးကျင်တာတော့မင်းမှမရေးတာငါတုံးကျင်တာတုံးတာပေါ့ဆိုရဲဟာမျိုးကပြဿနာတက်တာပေါ့နော်အဲ့ဒီတော့ကိုဘာလို့ရလဲကိုကိုကိုပြန်ပြီးလက်ဆုပ်လက်ကန်လုပ်နိုင်လို့ကဒီ population လုပ်တဲ့အချိန်မှာ flow processing ကိစ္စမှာကအဲ့ဒါတွေကတော့တေချာပေါ့ဒီလှုပ်ထားမှရမယ်မဟုတ်လို့ရှင်အနောက်နောက်စကားပြောဖို့ရတာတွေကအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကတော့ကိုကိုကိုပြန်ကာကွယ်ရတဲ့နီလန့်လေးပေါ့လေ ကေဒါဆိုရင်တော့ဒီဘိုင်းကတော့ကျွန်တော်တို့ဒီလောက်လောက်နဲ့ပဲညီကုန်ချုပ်လိုက်မယ်ပေါ့နော်ဒီဘာမာပေါ့ကတ်နောက်ဝက်နဲ့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ episode နောက်တဲ့တစ်ပုဒ်ရှိပါသေးတယ်အချိန်ကြာမှာပဲပြန်ပြီးတော့တွေ့ကြပါမယ် Thank you ပါ thank you